မင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုဒီ channel ကနေပြန်လည်ကြိုဆိုလိုက်တွေ့လာတဲ့ရေစာထက်အေးချမ်းမောင်ရဲ့ hello တလုံးပါတဲ့ကြွေစင်းခဲ့ရတဲ့ဆိုတဲ့လိမ္မော်တီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပူပူနွင်းနွင်းအသေးကွဲထားတဲ့အဆိုတော်လိမ္မော်တီကတော့အခုဆိုရင်မင်းသားတွေနဲ့အတူတွဲပြီးရိုက်ကူးရေးတွေလုပ်နေပါပြီလိမ္မော်တီကအဆိုတော်တယောက်အနေနဲ့ဂီတာလောကမှာရည်တည်ခဲ့တာအချိန်တော်ကြာခဲ့ပါပြီကမမတ်စတိုင်နဲ့တချင်းတွေကိုဖန်တီးတတ်သူတယောက်ဖြစ်ပေမဲ့ပရိသတ်တွေကတော့သူ့ရဲ့အမှုပညာကိုသိမ့်မတိကြပါဘူး လိမ်မော်ဒီကိုအစိုးရတယောက်ဆိုတာတော့သိကြပြီမဲ့ဘာတချင်းတွေဖန်တီးလဲဆိုတာတော့မသိကြတဲ့ပြိတက်ကများပါတယ်လိမ်မော်ဒီကကိုပိုင်တချင်းတွေများစွာထွက်ထားပြီမဲ့ပြိတက်အကြိုက်မတွေ့ခဲ့ကြပါဘူးသူရဲ့တချင်းတွေကိုတိတ်မသိကြတဲ့ပြိတက်တွေရှိသလိုကိုရိုင်းကလည်းအနေ APAC နေတတ်တဲ့အစိုးရတယောက်မှမသိတာများပါတယ်လိမ်မော်ဒီကိုတော့ဝီလာရီရဲ့အမအစိုးရဆိုပြီးပြိတက်ကတည်သလိုနောက်ပိုင်းမှာစွန်စားမဲ့ကိုချစ်ဆိုတဲ့တချင်းကိုခမမိုင်စတိုင်နဲ့တီးဆိုနေတာကိုတွေ့ပြီးပြိတက်တွေမျက်စိကြခဲ့တာလည်းဖြစ်ပါတယ် ။ပြည်သက်တွေကတော့သူ့ရဲ့ပုံစံနဲ့တချင်းရဲ့လိုက်ဖက်မှုတွေကိုသဘောကျခဲ့ကြတာလည်းဖြစ်ပါတယ်။လိမ်မော်ဒီကတော့တချင်းကိုဆိုတာဆိုလိုက်ပြီးမှ MTV မရိုက်ခဲ့ပါဘူး။သူအနေနဲ့တချင်းဖြစ်ရင်ပြီးရောဆိုပြီးပေါပေါပါပါဖန်တီးတက်ပြီးမယ်။အခုကတော့အောင်မြင်မှုတည်တည်ချာချာအားဆိုင်နေပြီလည်းဖြစ်ပါတယ်။လိမ်မော်ဒီကချစ်သူနဲ့လမ်းခွဲပြီးတဲ့နောက်မှာစိတ်ကူးပြောင်းပြီးလောက်ကိုင်းနေတယ်လို့ပါပဲ။မကောင်းတဲ့ချစ်သူကို move on လုပ်ပြီးသူ့ဘဝမှာအောင်မြင်မှုတွေရအောင်ကြိုးစားဖို့ဆုံးဖြတ်ထားတာလား။ဒါမှမဟုတ်မင်းသားတွေနဲ့တွဲကျင်လို့လားဆိုတော့ဘယ်သူမှမသိနိုင်ပါဘူး။ ။လိမ်မော်ဒီကအသေးကွဲပြီးနောက်ပိုင်းမှာတခြင်းတွေဖန်တီးခဲ့တဲ့လို့မင်းသားတွေခေါ်ပြီး music MTV တွေရိုက်ခဲ့တာလည်းဖြစ်ပါတယ်။သူကစွန့်စားမဲ့ကိုချစ်တခြင်းကိုမင်းသားချော်ပညာဖုံးပြင်းနဲ့တွဲဖက်ရိုက်ကူးခဲ့တယ်လို့အခုလဲအေဂျင့်မောင်နဲ့အတူရိုက်ကူးနေပြီလည်းဖြစ်ပါတယ်။လိမ်မော်ဒီကရက်ဆက်တဲ့တခြင်း MTV ကိုအေဂျင့်မောင်နဲ့ရိုက်ကူးခဲ့တာပါ။လိမ်မော်ဒီကသူကြိုက်တဲ့ပုံစံလေးတွေကိုခေါ်ပြီးရိုက်ကူးနေကြတာလည်းဖြစ်ပါတယ်။လိမ်မော်ဒီကတချင်းအတွက်မင်းသားယူရာထက်သူ့ဘဝအတွက်ကျင်ပေါ်ရွေးနေတယ်လို့ပါပဲ။အခုလည်း Music MTV ရိုက်ပြီးအေဂျင့်မောင်ရဲ့ ာလုံမာရင်ကြေခဲ့တဲ့အကြောင်းကိုထုတ်ပြောလာခဲ့ပါပြီ။လိမ္မော်ဒီကအေးချမ်းမောင်ကိုမင်းသားတယောက်ပုံစံနဲ့ကြည်တာမျိုးမဟုတ်ပဲချစ်သူတော်ဖို့စိတ်ကူးရင်းနေတယ်လို့ပါပဲ။အခုလည်းအေးချမ်းမောင်ရဲ့ Hello ဆိုပြီးထူလိုက်တဲ့အတန်းကြောင့်လူရီရာမှန်သွားပြီဆိုပြီးပျော်ရွှင်နေခဲ့တာလည်းဖြစ်ပါတယ်။လိမ္မော်ဒီကအမျိုးသားတယောက်ကိုကြည်တာပဲဖြစ်ဖြစ်ရွေးချယ်တာပဲဖြစ်ဖြစ်ရုပ်ချောတာထက်အတန်ကောင်းတာကိုအဓိကထားပြီးနားထောင်တယ်လို့လက်တံခြေတံလေးတွေကိုကြည်ပြီးရွေးတက်သူတယောက်ပါ။ အခုတော့ရုပ်ရည်ပိုင်းမှလည်းပြောစရာမလိုသလိုအတန်းဩဇာကောင်းတဲ့အေဂျင်မောင်ကသူကြိုက်ပုံစံမျိုးဆိုတာကိုထုတ်ပြောလာခဲ့ပါပြီ။အေဂျင်မောင်ကအေးအေးဆေးဆေးတည်ငြိမ်ပြီးသူကြိုက်တဲ့အချက်တွေနဲ့ပြေဆုံးနေတာမို့85မှတ်ပေးမယ်ဆိုပြီးပြောခဲ့တဲ့အထီးပါပဲ။လိန်မော်တီနဲ့အေဂျင်မောင်ကရက်ဆက်တဲ့ music MTV မှာသာဆုံမှုကြပြီးမယ်။လိန်မော်တီကတော့အေဂျင်မောင်ရဲ့ကောင်းကတ်တွေကိုချီးကျူးနေသလိုသူကြိုက်တဲ့အချက်တွေကိုလည်းထုတ်ပြောနေခဲ့တာလည်းဖြစ်ပါတယ်။လိန်မော်တီက single တယောက်ပြန်ဖြစ်သွားပြီးမို့စကားကိုပုံမှန်လန်းလန်းပြောနေပြီးမယ်။ပရိသတ်ကတော့မကြိုက်ပါဘူး။ ချစ်သူရှိတော့ကချစ်သူကိုအတုံးမကြတဲ့လူလို့မကောင်းတာတွေရွေးပြောပြီးသူများတွေကိုကြကောင်းကောင်းပြောလို့ဆိုပြီးပရိသတ်တချို့ကဝေဖန်နေကြပြီလည်းဖြစ်ပါတယ်။ပရိသတ်တချို့ကတော့သူပါပြောပြောသူ့ကိုရေးကိုရာမှုစိတ်မဝင်စားကြပြီးမယ်။ရီးစားကိုနှိမ်ပြီးမင်းသားကြတော့ရီလာမြောင်းပေးလုံနေရဲဆိုတဲ့ဝေဖန်တန်တွေလည်းထပ်ပေါ်နေပြီလည်းဖြစ်ပါတယ်။ပရိသတ်တို့ရောဝေဖန်တဲ့ဘက်ကလားစိတ်မဝင်စားတဲ့ဘက်ကလားဆိုတာပြောပြခဲ့ကြပါအောင်နော်။